ောင်းအားကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျာအဲ့ဒီနေရာကိုခင်ဗျားတို့ရိတ်ခါလေးလိုချင်နေဆိုဆိုးဆိုးကထောက်ဖို့အကြီးစားတယ်အဲ့တူတူစီကိုတောင်းကြခိုင်နေဝင်စီကိုလည်းမတောင်းနဲ့ဖြူဖြူထွေးစီကိုလည်းမတောင်းနဲ့ကြလားခင်ဗျားတို့ဖင်လေကောင်းထွက်မှာပဲရှိရလေမောင်တူတူကတူတူကောင်းနေလေတူတူကတကယ်စစ်မှန်တဲ့ပြည်သူတွေသူပဲလှူမှာပေါ့စစ်မှန်တဲ့ပြည်သူတွေသူပဲချမှာပေါ့အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥပဒေနဲ့တူတူညှိပြီးပဲထောင်းရငါငါတုံးငါအားတွေမှာမဟုတ်တာတုံးခဲ့လို့အခဲ့လို့ခံခဲ့ရတယ်လည်းရှိတယ်တောင်းတော့ရတယ်လည်းရှိခဲ့တယ်လေနော် တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့။ဘာလို့အဲ့လောက်ငကြည့်ကြခြင်းရလဲ။သောသောကကြုတ်ပြောတဲ့ခင်ဗျထောက်ပို့တွေထောက်ပို့တွေအများကြီးတယ်။အဲ့ဒီထောက်ပို့တွေစီကိုအလူခံကြလေ။အဲ့ဒီထောက်ပို့တွေစီကျမတို့တို့တို့ကျမတို့အကျန်းဖက်တွေကျမတို့နောက်ကတပြေပိုင်းနဲ့ခင်ဗျတို့ကြိုးတာမဟုတ်ဘူးလား။နောက်ကတပြေပိုင်းနဲ့ကြိုးပြီးမှသာကကဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခင်ဗျတို့အမျိုးမျိုးဖြစ်တာမဟုတ်ဘူးလား။အခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်။လောင်မြိုက်ပြီးပူဆွေးမနေနဲ့။အပြည့်မဲ့ပြည်သူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဘူး။စစ်မှန်တဲ့ပြည်သူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဘူး။ ။ဒါကိုခင်ဗျားတို့မြင်မြတ်လား။အားလုံးပဲမင်္ဂလာပါ။ဒီကနေ့မှာတော့ PD အထင်းချုပ်တဲ့ data ကငလင်ပေးနဲ့ဘုံကျဲခံရသူတွေကိုမကူညီနိုင်ဘူးလို့ပောက်ကိုတော့ပြပြတသားပြောလိုက်တဲ့ရုပ်တံနဲ့အတူမြမအရေးမှာဂျားဝင်ဆွတ်ဖက်မှုမရှိမှုကိုစက်ကျင်ဆုံးနေတယ်လို့တရုတ်ပြောလိုက်တဲ့ထူးခြားသတင်းနဲ့ပါတင်ဆက်ပေးလိုက်ပါရစေ။မြမအရေးနဲ့ပတ်သက်လို့တရုတ်နိုင်ငံရဲ့ယက်တီချက်ဟာပြတ်သားပြီးတဘာနိုင်ငံပြည်တွင်းရေးဝင်ရောက်မဆွတ်ဖက်ရေးမှုကိုစွဲကင်ထားတယ်လို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကဂျေကန်ကပြောပါရယ် ကိုကန့်တက် NNDAA ကလာရှိုးကိုမြန်မာစစ်တပ်လက်ထဲပြန်လည်လွှဲပြောင်းပေးခဲ့တာတရုတ်ရဲ့ဖိအားကြောင့်လို့ယူဆချက်တွေရှိနေတဲ့အပေါ်နိုင်ငံသားရေးဝန်ကြီးဌာနကမှတ်ချက်ပေးဖို့ AFP သတင်းဌာနရဲ့မေးမြန်းချက်ကို April 27ရက်သတင်းစာရှင်းလင်းပွဲမှာသူကအခုလိုပြန်လည်ဖြေကြားခဲ့တာပါ တရုတ်နိုင်ငံအနေနဲ့မြန်မာကတက်ဆိုင်ရာအစုအဖွဲ့တွေကိုနိုင်ငံရေးပြန်လည်တင်းမြှောက်ဖို့နဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပြန်လည်စတင်နိုင်ဖို့မိတ်ဆွေသဘောနဲ့သာအကြံပြုပေးနေတာဖြစ်ပါတယ်လို့ကိုဂျေခန်ကပြောပါတယ်တရုတ်ရဲ့ဂျာဝင်စစ်ဆင်မှုနဲ့အပြည့်ရခဲ့တဲ့စစ်တပ်နဲ့ ANDAA ရဲ့ဂျာမာလာရှိုမျိုးကစုတ်ခွာပေးဖို့ဆိုတဲ့သဘောတူညီချက်ပါခဲ့ပြီး April 27ရက်မှာကိုကန့်တက်တွေအပြည့်စုတ်ခွာရမှာဖြစ်ပါတယ် ဒီမနက်မှာစစ်ကားရောဌာနဆိုင်ရာကားတွေရောအေစီကားတွေရောကားတန်းကြီးဝင်လာတယ်အခုပဲတွေ့လာတာလာရှုမြို့တော်ခမ်းမကနေမြို့အဝင်မုတ်ဦးအထိကားတန်းကရှိပါတယ်လို့မြို့ခံတအူးကဒီနေ့မနက်ပိုင်းမှာပဲ BBC ကိုပြောပါတယ်ကိုကန့်ရဲတပ်ဖွဲ့ဝင်တဲ့အရက်ဖက်အုပ်ချုပ်ရေးတချို့ကတော့ရက်ွက်အလိုက်တွေ့ရသေးတယ်လို့သူကပြောပါတယ် လာရှိုးမှာစစ်ကောင်စီရဲ့အုပ်ချုပ်ရေးလက်ပတ်ဖို့အတွက်မြန်မာဆိုင်ရာတရုတ်ထူးတန်တမန်တင်ရွှေကျင်းလဲရောက်နေတယ်လို့သတင်းတွေထွက်နေတာပါလက်ရှိမှာတော့စစ်ကောင်စီဘက်ကဝင်ရောက်လာနေတဲ့အခြေအနေဖြစ်တာကြောင့်အုပ်ချုပ်ရေးမစတင်သေးတယ်လို့ကိုကန့်တက်တွေမြို့ကိုထိန်းချုပ်ခြင်းကဖွင့်ထားခဲ့တဲ့လာရှိုးစီယုံကတော့ကိုကန့်တက်တွေပြန်ထွက်သွားခြင်းကစလို့ပိတ်ထားဆဲဖြစ်ပါတယ်ပြောရရင်မင်္ဂလာပါဗျဒီနေ့က21ရက်လေလာပိုင်း2025ဖြစ်ပါတယ်ဗျဒါ တရင်နေအားလုံးကတော့အားလုံးလည်းကြားပြီးမှထင်ပါတယ်ဗျာနော်ဒီဟိုဘက်ပြောရအောင်လောင်ဖြတ်ကြတာပေါ့ဗျာလောင် PDF ဒီ IG တွေအဖွဲ့တွေပူဆွေးဝမ်းနေကြတာပေါ့ဗျာလာရှုပေါ့ဒါလာရှုယူတော့တနက်ချံဖောက်ခွဲနေတဲ့တော့လည်းဟာတရုတ်ကိုဗာပေးရတယ်ညာပေးရတယ်ဗာညာဦးပြောကြတော့ဗျာနော်အာအမတရုတ်ကိုပေးလေဟိုဘက်ကနေကိုကနေဟွာရီကနေထွက်ပေးပို့ဟိုမျိုးဆွေဘက်ကဝိုင်းထားတယ်ပေါ့ဝိုင်းထားလာမို့ PDF တွေ DNA တွေ KNY တွေတနက်ဖောင်ပါဆိုလို့ဟိုကအနေကဘေးရှင်းစွာဖြင့် ာယံပေးထားလားကာယံပေးထားနော်ဒါလည်းဟိုသဘောပေါက်ဖို့လိုတယ်သဘောပေါက်ဖို့လိုကျန်လားလူတို့စစ်ဆိုတာပြုတ်ပြောမယ်မှစစ်တိုက်လို့နိုင်မနိုင်နိုင်မဟုတ်ဘူးစစ်တိုက်လို့ဘယ်နှမျိုးဘယ်ဟာဘယ်နေရာဘယ်လောက်ပဲတိတ်နေဘယ်လိုပဲဖြစ်ဖြစ်ကျွတ်တော့ငင်းချမ်းအေးချမ်းမှုပဲရေးကြည့်တာတနက်တစ်ချက်မဖောက်ဖဲနဲ့ပဲရရဘယ်လိုပဲရရသိမ့်ခံထားတဲ့မျိုးတွေရပလက်နဲ့ပဲရရရကောင်းနဲ့ရရရကိုရေးကြည့်တာပဲ ရိုက်မှာပြည်သူလူထုတွေအေးအေးချမ်းချမ်းသွားသွားလာလှုပ်လှုပ်ရှားရှားလှုပ်လှုပ်ရရင်ကျွန်တော်ကျင်နေပြီဒါပဲလူရင်းရဒါပဲအဲ့တော့ဝမ်းနေတာတွေပူဆိုးတာတွေလုံးမနေနဲ့ဟုတ်လားပူဆိုးတော့ကနေလောင်မြိုက်မနေကြနဲ့လို့ဟိုဘက်ကနေပြေးပြေးတွေရောဗါတွေရောပြောချင်တာကိုကူအဖမ်းမခံအောင်လားရင်နေကြရလို့လည်းပြောချင်တယ်နော်နောက်တစ်ချက်ကဦးသိန်းတို့ဒီမှာအခုတွေ့ရတယ်ဗျာနော်အခုဖြစ်နေတယ်တဲ့နတ်မတော်ကပေါ့ဗျာဒီပေါင်900နဲ့ကျဲပါတယ်ဗောနော်ပေါင်900နဲ့ကျဲသွားတဲ့တပိတ်ချင်းကိုတဲ့ຫນွေဘိုးရင်ကလည်းမကူဘူးတဲ့ခိုင်နေဝင်လည်းမကူဘူးတဲ့ချိုးထွေးလည်းမကူဘူးရေခဲเจ้าနဲ့လည်းမကူဘူးကုမင်းထွေးလည်းမကူဘူးတဲ့ နော်တော့ပြန်ရင်လဲတဲ့အတန်းရှာရကြမယ်တဲ့အတန်းရှာတယ်ဗောဖြူအောင်မယ်တဲ့မျက်လုံးမကန်းစေနဲ့နားမကန်းစေနဲ့တဲ့ဩအကြမ်းဖက်တွေခူအောင်တဲ့နေရာအကြမ်းဖက်တွေရှိတဲ့နေရာအကြမ်းဖက်တွေပြည်သူတွေဆက်ကြီးကောက်ပြည်သူတွေပိုင်နေရွှေရွှင်းနေဝါးတွေလှုပ်ရှားနေတဲ့နေရာကိုပေါင်900နဲ့ကျဲတာကိုဒီပရဟိတလုံနေတဲ့သူတွေကငလင်တန်းပြည်တန်းကြီးရလားဟမ် ဲ့မပြည်သူတွေစီကဒါအောက်ထားတယ်ဟုတ်လားတပည့်ချင်းဘက်ကရွှေရွှေနေဝေရွှေနေအဲ့မှာအများကြီးရထားတာဗျာမိတ်တဲ့ကျွန်တော်လားအများကြီးရထားတယ်အားကြီးဗျာရွှေအဲ့တပည့်ချင်းဘက်ရွှေကုမ္ပဏီတွေကရထားတဲ့ရွှေတွေနဲ့ဟုတ်လားအဲ့ဒီလူတွေတွေစီကခင်ဗျားတို့လုတ်လေအဲ့ဒါတွေနဲ့ခင်ဗျားတို့တပည့်ချင်းဘက်ဘုံကျဲခံရတဲ့ဟာတွေဟိုဟာရိတ်ခါတောင်းမလားဘာလို့မတောင်းတာလဲဟမ်အဲ့ဒီစီကနေရအောင်တောင်းကြလေဗျာ ဖတ်ပြမယ်နော်ဖတ်ပြမယ်ခင်ဗျားတို့တပိတ်ကြီးမှာပုံမှန်အားနဲ့ချက်ခံရတယ်ခင်ဗျားတို့တောင်းမဲ့လူတွေစီကိုပောက်ကိုတော့ပြောပြမယ်ကြလားထောက်ဖို့ကြီးစားရည်လေဗျာနော်ထောက်ဖို့ကြီးစားရည်ဒါလူကြီးတွေတီအောင်ပြောပြပါခင်ဗျားတဲ့ပြည်သူတွေရဲ့ပစ္စည်းကိုတဲ့အဲ့တို့တချောင်းတော့မယူဘူးဆိုတဲ့မန်ပီဒီအန်နဲ့တီအန်ရဲ့ဖွဲ့တွေရတဲ့တပိတ်ကြီးမြို့နယ်ရေတွက်ရလက်ပံပြန့်ရွာလက်ကြရွာတွေမှာရှိတဲ့ဥမန်းစိန်ပိုင်တဲ့ လင်းထိုက်မြန်မာကုမ္ပဏီတွင်နဲ့စက်ယုံနဲ့အင်းတော်မှာကုမ္ပဏီထားခဲ့တဲ့ရွှေပါပြုံးတွေကိုတဲ့အလွတ်တကူယူထုတ်အလွတ်တကူရွှေထုတ်ယူပြီးမှတဲ့ရတဲ့ရွှေတွေကိုတဲ့မန်ပီဒီယာနဲ့ဒီအန်အဖွဲ့တွေကထောက်ပို့တွေဖြစ်တဲ့ခင်ဗျားတို့ခင်ဗျားလာပြီနော်ထောက်ပို့တွေဖြစ်တဲ့ဇော်မင်းဦးနံပါတ်1ဇော်မင်းဦးနံပါတ်2ထွန်းလင်းအောင်နံပါတ်3ဘူဦးနံပါတ်4ဘူဘူနံပါတ်5ကလာနံပါတ်နံပါတ်5ကလာခကျော်စန်းနံပါတ်6 မိုက်ရီလိုင်းနံပါတ်ခွင်ဖူးချမ်းနံပါတ်၈ထင်လင်းအောင်တို့ထောက်ဖို့အခွင့်မှာမန္တလေးကိုတဲ့တယောက်တလဲစီရွှေလာရောင်းကြတယ်တဲ့ရွှေရောင်းပြီးအပြန်မှာရိတ်ခါတွေပြန်ဝယ်ပြန်တယ်တဲ့မန်ပီရဲ့နဲ့ DNA အခွဲတွေရဲ့လက်နဲ့ခရရရိတ်ခါတွေပါလို့တော့လင်းထိုင်မြန်မာကုမ္ပဏီမှရနေတာဖြစ်ပါတယ်တဲ့ထောက်ဖို့တွေထောက်ဖို့တွေလာတဲ့လမ်းကြောင်းကတပေချင်းကနေထုံကြီးရွာမှတစ်ဆင့်တစ်ဆိတ်ရွာတစ်ဆိတ်ရွာမှတစ်ဆင့်မန္တလေး ရန်ကြံစိတ်ကံဖြစ်ဖြစ်ဂောဝိစိတ်ကံဖြစ်ဖြစ်ဂောဝိစိတ်ကံဖြစ်ဖြစ်တဲ့လာပါတယ်တဲ့တခါတလေတခါတလေကြောက်လေတပည့်ချင်းမကြောင်မြောင်းရွှေဘုံလန့်ရွှေဘုံမသခိုင်းသခိုင်းနာနာဘောက်ကနေလာလာကြတယ်တဲ့ကန်းနံဘက်ကတော့ဒါတော့ဥစဉ်ကတော့ကန်းနံဘက်ကတော့နော်ပို့ထားတာလေကန်းနံဘက်တရတော့ဥစဉ်ဘီကိုးတွေပို့ထားပြီးလားဖြစ်တယ်ဗျာနော်ကန်းနံဘက်တရတော့ဥစဉ်ဒါဌာနဆိုင်ရာအကြီးအကဲတွေစီကိုစားဖိုင်စီကိုလည်းဥစဉ်ပို့ထားတာဖြစ်တယ်နော် ကနဘတ်ဒီအလုံးစုံတော့ပါတယ်နော်အဲ့တော့မန္တလေးကူတဲ့ရွှေလာရောက်ကြတာပါတဲ့ထောက်ပို့လူတွေကိုတော့ဖမ်းဆီးအေးအေးယူနိုင်ငယ်ရင်းနဲ့တပည့်ချင်းမျိုးနယ်မှာရှိတဲ့နိုင်မီကန်ပီဒီအိုင်နဲ့မန်ပီဒီအိုင်နဲ့တရားနယ်အဖွဲ့တွေရဲ့လက်နက်ခရိုင်ရိတ်ခါဖြတ်တောင်းနိုင်မှာဆိုတာကိုလူကြီးတွေတည်အောင်နဲ့လာတင်ပြပေးစီချင်ပါတယ်တဲ့ဦးစင်းပြောချင်တာကခင်ဗျားတို့အခုကောင်းအားကြီးနဲ့ချဲခိုင်းတဲ့နေရာကိုလေဗျာအဲ့ဒီနေရာကိုခင်ဗျားတို့ရိတ်ခါတွေလိုချင်နေဆိုဆိုးဆိုးကထောက်ပို့အကြီးစားတွေအဲ့ဒီသူတို့စီကိုတောင်းကြ ခိုင်နေဝင်စီကိုလည်းမတော့နဲ့ဖြူဖြူထွေးစီကိုလည်းမတော့နဲ့ရလားခင်ဗျားတို့ဖင်လေကောင်းထွန်မှာပဲရှိရလေမောင်တူတို့ကတူတော်ကောင်းနေလေတူတို့ကတကယ်စစ်မှန်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့စစ်မှန်တဲ့ပြည်သူတွေစီချမှာပေါ့အကြမ်းဖက်ကိုထောက်ပံ့အကြမ်းဖက်ဥပဒေနဲ့တူတို့ညှိပြီးပဲထောက်ရငါငါတုံးငါအားတွေမှမဟုတ်တာတုံးငယ်လို့အငယ်လို့ခံခဲ့ရတယ်လူလည်းရှိတယ်နောင်နာရတယ်လူလည်းရှိခဲ့တယ်လေနော်အဲ့တော့စစ်မှန်တဲ့တကယ်အမှန်တကယ်ဒုက္ခရောက်တဲ့ပြည်သူတွေစီပဲလှူမှာပေါ့ ။ဘာလို့အဲ့လောက်ငကြီးကြခြင်းရလဲ။သောသောကကြုတ်ပြောတဲ့ခဏထောက်ဖို့တွေထောက်ဖို့တွေအများကြီးတယ်။အဲ့ဒီထောက်ဖို့တွေစီကိုအလူခံကြလေ။အဲ့ဒီထောက်ဖို့တွေစီကျမတို့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 ကျမတို့အကျန်းဖက်တွေကျမတို့ငကမတပြေပိုင်းနဲ့ခဏတို့ကြိုးတာမဟုတ်လား။ငကမတပြေပိုင်းနဲ့ကြိုးရင်မသားကားကားဘာဖြစ်တယ်ညာဖြစ်တယ်ဆိုခင်ဗျားတို့အမျိုးမျိုးဖြစ်တာမဟုတ်လား။အခုမှလောင်မြိုက်ပူဆွေးမနေနဲ့နော်။လောင်မြိုက်ပြီးပူဆွေးမနေနဲ့။အပြင်းမဲ့ပြူတွေရှိတဲ့နေရာကိုဘယ်တက်မတော်ကမှဘုံမကျဘူးစစ်မှန်တဲ့ပြူတွေနေတဲ့နေရာကိုဘယ်တက်မတော်မှဘုံမကျဘူး တော့ခင်ဗျားတို့မြင်မြတ်ထားနော်မြင်မြတ်ထားကြနော်အဲ့လောက်ကြီးလဲငါကြီးမကြကြနဲ့ဟုတ်လားခိုင်းနေຫນွေဘိုးအိမ်ကလဲစင်မန်တဲ့ပြည်သူကိုလူမှာပဲခိုင်းနေဝင်ကလဲစင်မန်တဲ့ပြည်သူကိုလူမှာပဲပြူပြူတွေကလဲစင်မန်တဲ့သူကဘာမဟုတ်တယ်ခင်ဗျားရေခဲကြောင်းတဲ့တော့မှသွားပြီခင်ဗျားတို့ကနော်ပြက်တနာရှာနော်ကြက်လားအဲ့တော့ကိုမင်းထွန်းကလဲစင်မန်တဲ့ပြည်သူစီဝဲလာမှာတို့တို့နော်သွားပြီမှာခင်ဗျားလူခိုင်းမတောက်မနေနဲ့ကြက်လားတန်းတန်းလဲသွားညှိမနေနဲ့နော်ဒါလေးကပြောချင်လို့ပါဗျာနော်သွားသွားကြုံပြောတဲ့ခင်ဗျားတို့ PDF ထောက်ဖို့တွေဒီ တေထောက်ဖို့လေအဲ့ဒီထောက်ဖို့အကြီးစားရည်စီကိုခင်ဗျားတို့အလူခံပါလို့ပြောချင်ပါတယ်ဗျာเนาะအားလုံးတော့ပါပဲဗျာ